ပုတ်ချစီလေးသာစားစင်နေရကြပြီပေါ့နော်အိမ်မှာလှူစားဖြစ်တာနဲ့ပြန်လည်းမျှဝေပေးတာဖြစ်ပါရဲ့ရှင် Hello အားလုံးဝမင်္ဂလာပါရှင်ဒီနေ့ကတော့မုတ်ချစီလေးလုံနီးလေးပေါ့နော်ပြန်လည်းလာမျှဝေပေးတာဖြစ်ပါတယ်အရန်လွယ်ကူတယ်ပေါ့နော်အဲ့တော့ရေအုံဆုံးထညက်ကြိုထားပါမယ်ပြီးဝရင်ထညက်ကိုစစ်ထားလိုက်ပါမယ်ရှင်ထညက်ထဲကို စားလေးနေငယ်ထည့်ထားတယ်ပေါ့နော်အချိုလေးလေးစီဖို့ပါအဲ့ကျမတို့မုံလုံးကြီးပေါ်လုံးလုံးကကျမမုတ်ကြစီလို့ပို့ထွက်ဖေးထားတဲ့မုတ်လေးဦးပဲပေါ့နော်အဲကိုနေကြိုက်တဲ့အနေထားလေးပေါ့နော်လုံးတိတိလေးလေးလုံထားပါမယ်ရှင် သူအလုံးသေးသေးလေးတွေလုံးရတာလက်ဝင်တာပဲရှိတယ်ပေါ့နော်ဒါပေမဲ့မုတ်လို့အဲ့ဒီမုတ်ကြစီကအရန်ကိုပါစားလို့ကောင်းပါတယ်ရှင်သေးသေးလေးတွေလုံးရတာလက်ဝင်တာပဲရှိပါတယ်ကျွန်တော်ရန်ကိုပါလွယ်ကူပါတယ်ရှင် တော့မုတ်ကြာစီလေးတွေကိုမိမိစိတ်ချအနေထားလေးတွေလုံပြီးသွားပြီဆိုရင်တော့အဲထုံးစံတိုင်းပဲပေါ့နော်ရေနွေးစုထားတဲ့ထဲကိုကျမတို့တွေထည့်လိုက်ပါမယ်ရှင်ရေနွေးကစုပြီးသားပေါ့နော်ကျမမီးပိတ်လိုက်တာနဲ့ရေနွေးစုထားလေးရရက်သွားလို့ပေါ့နော်ရေနွေးကစုပြီးသားတဲ့ကိုကျမထည့်လိုက်တာပါပြီးသွားရင်မုံလုံးကြီးပေါ်တိုင်းပါပဲရေပေါ်မှာဘောလုံးလေးတွေပေါ်လာပြီဆိုရင်တော့ဆေးလိုက်အောင်ပါပဲရှင် မားရဲ့မုတ်ကြစီလေးကကောင်းညင်းများတဲ့အခါကျတော့အရန်ဟိုမှာစီးကပ်နေပြီးတော့ဘောနော်စီးပိုင်နေရပါပဲရှင်အရန်စားလို့ကောင်းတယ်ဘောနော်ကျမတော့ကောင်းညင်းများတာကြိုက်တဲ့အခါကျတော့ကျမတို့ကတော့အရန်စင်ပြီးပါတယ်ရှင်ကောင်းညင်းများတာမကြိုက်တဲ့သူကတော့ဆန်မှုတ်ကိုပို့သုံးနိုင်ပါတယ်ရှင်ကျမမုတ်ကြစီလေးတွေကတော့ကောင်းညင်းများတဲ့အတွက်ဤဖက်ပြီးတော့ဤဆက်ပြီးစားလို့ရန်ကောင်းတာပါပဲရှင် အဲ့တော့ကျမတို့ရေစစ်ထားတဲ့ခေါင်းကြီးလုံလေးတွေပေါ့နော်မိုကြစီလုံလေးတွေကိုပကံလေးနဲ့ထည့်ပြီးတော့ကျမတို့ကြူထားတယ်ထညက်ရည်လေးထည့်မယ်ပြီးသွားရင်အုံးသီးလေးဖြူလိုက်ပြီဆိုလို့ရှိရင်အရန်ကိုမှလွယ်ကူရွှေ့ရှင်ပြီးတော့အရန်ကိုမှစားလို့ကောင်းတယ်မိုကြစီလေးရတော့ရသွားပါပြီရှင်လုံးနီးလေးရလည်းအရန်လွယ်ကူတယ်ပေါ့နော်စားလို့လည်းအရန်ဟိုမှာကောင်းပါတယ်ရှင်အကောင်းကြီးလေးတွေကပြားတဲ့ခါကျတော့ပုံလေးကလေးအီးဆက်ပြီးတော့အရန်ဟိုမှာစားလို့ကောင်းပါတယ်ရှင် မရဲ့ဗီဒီယိုလေးတွေကိုစုံနေကြည့်ရှုပေးကြတဲ့တူတယောက်ချင်းတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ကျမရဲ့ဗီဒီယိုလေးတွေကအားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်။ကျမရဲ့နောက်ထပ်ဗီဒီယိုလေးတွေကိုလည်းအားပေးကြပါအောင်လို့တောင်းဆိုပါတယ်နော်။နောက်ထပ် floor တွေမှာပြန်တွေ့ပါမယ်ရှင်။အားလုံးပဲ bye bye ။